အိန္ဒိယနိုင်ငံမနီပူရာပြည်နယ်ချန်တောဒေသမှာမေလ15ရက်နေ့မနက်ပိုင်းကပြုလုပ်ခဲ့တဲ့စစ်စင်ရဲတွင်အာသန်ရိုင်ဖယ်တပ်ဖွဲ့ကလက်နက်ကင်၁၀ဦးကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့အရာရှိတွေကပြောပါတယ်။ချန်တောဒေသရဲ့တောင်တန်းတစ်ခုမှာနှစ်ဖက်ထိတွေ့ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပြီးမြန်မာနယ်စပ်နဲ့အရန်းနီးရဲ့ဒေသလည်းဖြစ်တယ်လို့အိန္ဒိယအရာရှိတွေကပြောပါတယ်။နယ်စပ်အနီးမှာလက်နက်ကင်တွေလှုပ်ရှားနေတာကြောင့်ထောက်လန်းရေးတရင်ရရှိပြီးတဲ့နောက် အာသန်ရိုင်ဖယ်တပ်ဖွဲ့ကမေလ14ရက်နေ့ကဆက်ဆံရေးကိုစတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ရိုင်ဖယ်တပ်ဖွဲ့ဝင်တွေကင်းလှနေတဲ့လက်နက်ကင်တွေပြစ်ခတ်တိုက်ခိုက်တာကြောင့်အလယ်မြန်တုံ့ပြန်ရှင်းလင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။လက်နက်ကင်10ဦးရဲ့အလောင်းတွေပြင်လက်နက်တွေနဲ့ခဲယမ်းမီးကျောက်တွေတင်စီရမိခဲ့တယ်လို့အိန္ဒိယစစ်တပ်ကလူမှုမီဒီယာမှာဖော်ပြထားပါတယ်။ စစ်စင်ရေးဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီးလက်နက်ကင်တွေကဘယ်သူဘယ်ဝါတွေဖြစ်ကြောင်းအပါအဝင်အသေးစိတ်အချက်အလက်တွေကိုဆက်လက်ဖော်ပြပေးသွားမယ်လို့အိန္ဒိယစစ်တပ်ကပြောပါတယ်။ဒီတော်တွင်မဏိပူရရှိလက်နက်ကင်တပ်ဖွဲ့အမျိုးမျိုးရဲ့တပ်ဖွဲ့ဝင်9ဦးကိုအရာရှိတွေကဖမ်းဆီးထားပါတယ်။မြန်မာနိုင်ငံထဲမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးနေဆက်အခြေအနေမငြိမ်သက်မှုကြောင့်အိန္ဒိယမှာလည်းလက်နက်ကင်လှုပ်ရှားမှုတွေပိုများလာနေပါတယ်။ လက်နက်ခဲယံဖမ်းဆီးရမိတဲ့ဖြစ်ရပ်တွေပိုများလာနေတယ်လို့လည်းအိန္ဒိယအရာရှိတွေကပြောပါတယ်။